အလောအလောမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုပါရစေ channel ကိုအစင်အားပေးနေတဲ့ကျွန်တော် chip mace ွေညီကိုမောင်နှမအလောအလောကိုင်းခွန်လန်းတွေဖန်တီးပြီးတော့ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုပါရစေဟုတ်ကဲ့ဒီကနေ့ကတော့22ရက်နဲ့23ရက်နေ့အတွက်ထပ်မံဖိတ်ခေါ်လာတဲ့အလောကိုင်းခွန်လန်းတွေကိုထပ်မံဝေမျှပေးတော့အောင်ပါဖြစ်ပါတယ်ပထမဆုံး organization တခုနဲ့ကြည့်မယ်ဆိုရင် Eden မြန်မာကရန်ကုန်တက်ကို MNE officer ရာဒုခေါ်ထားပါတယ် CFN organization ကလည်း Mandalay location တွေ project coordinator position ကိုယူထားတာပြရပါတယ်လို့နောက်အဖွဲ့အစည်းတခုနဲ့ကြည့်မယ်ဆိုရင်အာ MO organization ကတော့အလောက်ကအခွင့်အလမ်း၅ခုတောင်ဖိတ်ခေါ်ထားတာရှိပါတယ် ပထမအလောက်ကైခွင်လန်ကတော့ရန်ကုန်ဒလအတွက်ကို project manager position ဖြစ်ပါတယ်ပဲခူးတောင်ရှိအတွက်ကို fee facilitator နော် fee facilitator နှစ်ခုခေါ်ထားတာရှိပါတယ်အဲပြီးတော့အဲပဲခူးတောင်ရှိပဲခူးအတွက်ပဲနော်ကျွန်တော် project supervisor position ဖြစ်ပါတယ်နောက်တစ်ခုကလည်းပဲခူးအတွက်ပဲကို project assistant ဆိုတဲ့ position နဲ့ကို RMO organization က၅ခုတော့ဖိတ်ခေါ်ထားတာတွေ့ရပါတယ်လို့22ရက်နေ့အတွက်ပါအာနံပါတ်အားလုံးကသူရဲ့ deadline ကတော့ဂျွန်လိုင်22ဂျွန်ကနေအာ6ရက်ဂျွန်လိုင်အထိနော်ကျွန်တော်တို့အာ deadline ရှိပါတယ်လို့ဟုတ်ကဲ့နောက်တစ်ခုကတော့ organization ကတော့ break half foundation ကရန်ကုန်အတွက်ကို admin admin assistant position ခေါ်ထားပါတယ် and deadline ကတော့ဂျွန်30ဖြစ်ပါတယ်လို့အာ now UNOPS organization ကလည်းရန်ကုန်အတွက်နော် monitoring and evaluation specialist ဆိုတဲ့ position ခေါ်ထားတယ်ဒါကလည်းဂျွန်30ထိ deadline ရှိပါတယ်နောက်ပြီးတော့အာ abrehab organization ကပဲကျွန်တော်တို့ နောက်တစ်ကြိမ်ထပ်ခေါ်လာတာရှိပါတယ် admin system ပဲပေါ့เนาะဟုတ်ကဲ့တော့ SLM organization ကလည်းမြန်မာဆိုပြီးတော့မြန်မာအတွက်ကိုပဲကျွန်တော်တို့အာဖိတ်ခေါ်ထားတဲ့ position ကတော့နှစ်ခုရှိပါတယ်ပထမတစ်ခုကတော့ senior finance professional ဆိုတဲ့ position ကိုအဇူလိုင်15ရက်နေ့ထိတက်လိုက်ရှိပါတယ်နောက်တစ်ခုကတော့ SL မ်ကပဲဂျူနီယာဖိုင်နက်ပရော်ဖက်ရှင်နယ်ကလည်းကျွန်တော်တို့15ရက်နေ့ထိဂျွန်လ15ရက်နေ့ထိဒက်လိုင်းရှိပါတယ်လို့နောက်တစ်ခုကတော့ UNOPS organization ကပဲကျွန်တော်တို့မန္တလေးနော်မန္တလေးမြန်မာအတွက် programming manager position ခေါ်ထားပါတယ်အဲ့ဒါဂျွန်အဲဂျူလိုင်9ရက်နေ့ထိတက်လိုက်ရှိပါတယ်ဟုတ်ကဲ့နောက်အဲမြန်မာ MT TP association ကတော့ရန်ကုန်တက်ကို နော် X-ray technician အဖတ်တိုင်းဒါကတော့ကျွန်တော်တို့ X-ray ပညာရှင်တွေအတွက်အချိန်ပိုင်းအလောက်ကင်ခွက်လန်ရှိပါတယ်နော်ဂျွန်30အထိတက်လိုက်ရှိပါတယ်နောက်တစ်ခုကပဲနောက်တစ်ခုဒီ organization ကပဲကိုရန်ကုန်အတွက်နော်အဲနှစ်ခုနှစ်ချိန်ခေါ်ယူထားတဲ့ပုံစံမျိုးရှိပါတယ်လို့ဟုတ်အဲနောက်တစ်ခုကတော့ NOPS organization ကပဲကျွန်တော်တို့ အလွန်ကင်ခွလန်းနှစ်ခုထပ်ပြီးတော့ခေါ်လာတာရှိပါတယ်ဒါကတော့ပထမတစ်ခုကတော့ programming management associate ဆိုတဲ့ organizer position ဖြစ်ပါတယ်နောက်တစ်ခုကမန္တလေးအတက်ပါပဲ UNO PS organization ကပဲ monitoring and evaluation senior officer ဆိုတဲ့ position နှစ်ခုကို join line ခုနှစ်ရက်နေ့ deadline ရှိပါတယ်လို့နောက်တစ်ခုကကျွန်တော်တို့ organization မှာပေါ်ပြထားပါတယ်တောင်ကြီးချမ်း ြီးတောင်ပိုင်းတောင်ကြီးအတွက်ကိုကျွန်တော်တို့ protection coordinator ဆိုတဲ့ position ကိုခေါ်ထားတာရှိပါတယ်လို့ဒါလည်းဂျွန်အာဂျွန်29ရက်နေ့29ရက်နေ့ဒီဂျွန်လာတီဂျွန်လာတီ deadline ရှိပါတယ်ဟုတ်နောက် NRC အဖွဲ့ကရခိုင် area တက်ကို position နဲ့ခုခေါ်ထားတာတွေ့ပါတယ်အဲ့ဒါကတော့ပထမ position ကတော့ multi core competency project coordinator ဆိုတဲ့ position ဖြစ်တယ်နောက်ထပ် position တစ်ခုက finance officer ဖြစ်ပါတယ်လို့အဲဒီမှာကျွန်တော်ရှေ့ကဗီဒီယိုမှာဖော်ပြထားသလိုပဲကျွန်တော်တို့အဲ finance နဲ့သက်ဆိုင်တဲ့အလောက်ကိုင်ခွဲလန်းကတော့အဖိတ်ကိုထားတော့များပါတယ်လိုအပ်ချက်မြင့်မာတဲ့ပုံစံဖြစ်ပါတယ်ဘယ်နေရာမှုဆိုအဲဒီဒီအလောက်ကိုင် အဲ project time မှာ finite ကတော့ပမပါလို့မရဘူးပေါ့နော်အဲ့ဒါသူကဒီမှာထပ်နဲ့ထပ်မှာပြီးတော့ highlight လောက်ပြချင်တာဖြစ်ပါတယ် finite ကတော့တင်ယူထားတင်တဲ့အဲ့လောက်ကခွန်းလန်း skill တစ်ခုဖြစ်တယ်ဆိုတော့ highlight လောက်ပြချင်ပါတယ်လို့ now organization ကတော့ PUI ကတော့ ban အတွက်ကို HR system position ဖြစ်ပါတယ်ပြီးတော့ MERCY and so the organization ကတော့စစ်တွေရခိုင် အတွက်ကိုကျွန်တော် medical officer position နော် ACF ကလည်းစစ်တွေအတွက်ကို finance officer position ဖြစ်ပါတယ်အဲနောက်ထပ် ACF ကနောက်ထပ်နခုခေါ်ထားတော့စစ်တွေအတွက်တွေပဲနော်ပထမစစ်တွေအတွက်ထပ်ခေါ်ထားတာတော့ store keeper နော် store ကိုင်တဲ့လူအတွက် position ဖြစ်တယ် now တခုကတော့ logistic officer စစ်တွေအတွက်ပဲနော်အားလုံးကဂျွန်30အတွက်အဲ30ထိတက်လိုက်ရှိတယ်ဆိုတာကိုဖော်ပြလို့ပါတော့ ACF ကလည်းနော် now အဲ MERCYM organization ကစစ်တွေရခိုင်အတွက်ကို nurse ထပ်ပြီးတော့ခေါ်ထားတာရှိပါတယ် position nurse position ဖြစ်ပါတယ်ဟုတ်စေတညာရှင်အတွက်အလောက်ကခွလန်းဖြစ်ပါတယ်လို့ကျွန်တော်တို့ nurse တောင်းဆိုနေ ကိုမောင်မားတွေတက်နော်နောက်ပြီးတော့ organization တခုက ACF ကပဲစစ်တွေအတွက်ကို senior logistic officer ACF ကအလုပ်တော့ခေါ်နေတယ်နော်စစ်တွေစစ်တွေဖက်ကနောက်တစ်ခုက center for social uh, integrity ဆိုတဲ့ organization ကမန္တလေးဒေသတက်ကို project manager မန္တလေးဆိုပြီးတော့ဖိတ်ခေါ်ထားတာရှိပါတယ်လို့နောက်တစ်ခုကတော့ organization မဖော်ပြဘဲနဲ့ စကိုင်း data အတွက်ကို community mobilizer head စပြီးတော့ position ဖိတ်ခေါ်ထားတာရှိပါတယ်လို့နောက် IRC က Michina အတွက်ကို mail officer protection and WPE ဆိုတဲ့ mail officer ရာဒူဖိတ်ခေါ်ထားတာရှိတယ် DRC ကလည်း Michina နဲ့ La Shu အတွက်ကို IT officer position เนาะဒါတော့လူငယ်လူရွယ်အတွက် IT နဲ့တက်ဆိုင်တဲ့ကျွမ်းကျင်တဲ့ညီကိုမောင်နှမတွေတက်ရှောက်တာတင်ပါတယ်။နှချင်းနာလမောလာရှူဖက်အတွက်ပေါ့နော်။အဲနောက်တစ်ခုကတော့အာ IRC ကပဲရန်ကုန်အတွက်ပြန်ခေါ်ထားတာရှိပါတယ်။အဲဒါကတော့ကျွန်တော်တို့ Senior Coordinator ဆိုတဲ့အဲ position ဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့22ရက်နေ့နဲ့23ရက်နေ့အတွက်ထပ်မံဖိတ်ခေါ်ထားတဲ့ NGO အလောက်ကိုင်အခွင့်အလမ်းများဖြစ်ပါတယ်။ အလိုအပ်တဲ့ညီကိုမောင်နှမတွေအဲကျွန်တော် link တွေကိုကျွန်တော်တို့ comment box မှာတွားယူပေးပါ အားလုံးအလုပ်ကိုင်ခွင့်လန်းနေရရှိပတ်ဆိုင်ကြပါစေနော်ကျွန်တော်ရဲ့ channel လေးကိုလည်း like share and subscribe လုပ်တာ people လည်းတောင်းဆိုပါတယ်နောက် video မှာပြန်တွေ့ကြပါမယ်နော်